ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနေဆက်မှာရှိတဲ့ထိကပလေစစ်စခန်းကိုကရင်တပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ကဒီကနေ့ဇွန်လ23ရက်နေ့မှာထုတ်ပြန်ပါတယ် KNU ကရင်မျိုးသားအစည်းအရုံးကော်တူလီအုပ်ချုပ်နေမြေဒူပလီယာခရိုင်ကော့ကရိတ်မြို့နယ်အတွင်းအာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်းရောက်ကျူးကျော်တက်ဆွေးထားတဲ့ထိကပ်ပလဲတပ်စခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့ရဲ့ဥစားမှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူပေါင်းတပ်ဖွဲ့တွေကဇွန်လ22ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ ठी ကပလေစခန်းကို ကရင်တပ်တွေသိမ်းပိုက်တဲ့အချိန်မှာစစ်ကောင်စီတပ်သားတွေထိုင်းဘက်ကို ထွက်ပြေးတာတွေလည်းရှိခဲ့တယ်လို့ဒေသရင်းသတင်းတွေက ဖော်ပြကြပါတယ်။မနီပလောဌာနချုပ်ကနေစုတ်ခွာရပြီးနောက် ထိကပ်ပလေစခန်းကို1995ခုနှစ်မေလကစတင်က KNU ဌာနချုပ်အသေးအဖြစ်ပြောင်းရွှေ့တည်ထောင်ခဲ့ပေမဲ့လည်းနှစ်နှစ်မပြည့်မီ1998ခုနှစ်ဖေဖော်ဝါရီလမှာမြန်မာစစ်တပ်ကထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ KNU ဟာထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးကိုထိရှုံနိုင်ဖို့အတွက်စစ်ကောင်စီရဲ့ Operator Wally Viewer ကုန်းနဲ့တီသေးလေစစ်စခန်းတွေသာ ကျင်းရှိတော့တာဖြစ်ပါရဲ့ရှင်။